မင်္ဂလာပွဲကျင်းပပြီးနှစ်လအကြာမှာပထမဦးဆုံးတာဦးကိုဝင်ကိုလွှဲဆောင်ထားရပြီဖြစ်ကြောင်းပြည်သက်တွေကိုအတိပေးလာခဲ့တဲ့နေကြည်ဦးမင်္ဂလာပါပြည်သက်ကြီးရင် beauty blogger တယောက်အနေနဲ့အမှုပညာလောကကိုခြေလှမ်းစခဲ့ပြီးတော့နောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါရိုက်ကူးနိုင်တဲ့အထိအောင်မြင်ခဲ့တဲ့နေကြည်ဦးကတော့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲချင်းရသူနဲ့ခန္ဓာကြီးကျယ်လွန်လာတဲ့မင်္ဂလာအဲ့ခန့်ပွဲပေါင်းများစွာကိုကျင်းပခဲ့ကောင် ူမရဲ့လက်တွဲပေါ်ကို အကောင်းဆုံးရွေးချယ်သွားခဲ့ပြီးပဲဖြစ်ပါတယ်။နေကြည်ဦးကတော့ခင်မွန်းတဲ့သားအလိုရှိတဲ့ဆိုရင်ကလေးလေးချက်ချင်းမွေးပေးမယ်လို့အင်တာဗျူးတွေမှာဖြေဆိုခဲ့တဲ့အတိုင်းပဲသူမရဲ့ပထမဆုံးသောရင်သွေးလေးကိုလည်းစောင့်ထားရပြီးပဲဖြစ်ပါတယ်။တရုတ်ဆောင် နေကြည်ဦးဟာဒီဇင်ဘာလအတွင်းတုန်းကသူမရဲ့မင်္ဂလာ အခမ်းပွဲပေါင်းများစွာကိုခန္ဓာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါပွဲမှာဆိုရင်လေထိုင်းမိတ်ကပညာရှင်တွေနဲ့ခေါကပြင်ဆင်ချေသားခဲ့ပြီး လူစိတ်ဝင်စားမှုများတဲ့မင်္ဂလာပွဲတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။အခုဖေဖော်ဝါရီလထဲမှာတော့သူမတို့ရဲ့ပထမဦးဆုံးရင်သွေးလေးကိုလွှဲဆောင်ထားရပြီပဲဖြစ်ပါတယ်။အမှုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့ကသူမရဲ့မိသားစုဘဝလေးကိုသာအကောင်းဆုံးတည်ဆောက်ဖို့အတွက်ပြင်ဆင်ကြိုးစားနေတဲ့နေကြည်ဦးအတွက်ကတော့ရင်သွေးလေး ရောက်လာခြင်းကသူမတို့မိသားစုလေးကိုပုံပုံပြေဆုံးသွားစေခဲ့တာပဲဖြစ်ပါတယ်။ ။လာပိုင်းအတွင်းမှာပဲလူကျင်တဲ့အတိုင်းရင်သွေးလေးကိုပထမဦးဆုံးလွှဲဆောင်ရပြီးဖြစ်တဲ့နေကြီးဦးတို့ဇနီးမောင်နှံအတွက်ပြည်သက်ကြီးတို့ကလည်းဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။